နေ့ခေတ်မှာလူတိုင်းရဲ့လက်ထဲကမရှိမှုဖြစ်ပစ္စည်းဖြစ်တဲ့မိုဘိုင်းဖုန်းတွေဟာကိုယ်ရေးကိုယ်တာအချက်လက်တွေဘန်လုံကမ်းမှတ်တမ်းတွေနဲ့တန်ခိုးရှိတဲ့ဒေတာတွေရဲ့တောလောင်ယုံကြည်ကခုလို့ဖြစ်နေပါပြီ။ဒါကိုဟက်ကာတွေကလည်းကောင်းကောင်းသိပါတယ်။ဆိုတော့သူတို့ကဖုန်းတွေတဲကို Win of 4နီလန်အက်တစ်တွေကိုအဆက်မပြတ်အရှာဖွေနေကြတာပေါ့။ကဲဒါမဲ့ဆက်မပူပါနဲ့။ဒီအချက်လက်တွေကိုကာကွယ်ဖို့ဆိုတာရှုပ်ထွေးတဲ့နည်းပညာတွေမလိုပါဘူး။ ဒီရှင်းလင်းတင်ပြချက်မှာတော့ဟက်ကာတွေရဲ့ရန်ကန်တွေကိုဖုန်းကိုဘလို့ကာဝယ်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းနဲ့အစိမ့်စက်သိရှိတော်မှာဖြစ်ပါလေ။ဒါကတကယ်မှန်တဲ့စကားပါပဲ။ဒီနေ့ခေတ်ရဲ့အမှန်တရားပေါ့။ဖုန်းဆိုတာဆက်သွယ်ရေးပစ္စည်းတစ်ခုထက်အများကြီးပိုတော့ပါပြီ။ကိုယ့်ရဲ့ digital ဘဝတစ်ခုလုံးဤပါဒီထဲမှာရှိနေတာပါ။ဒါတော့ဖုန်းလုံခြုံရေးဆိုတာရွေးချယ်စရာတစ်ခုမဟုတ်တော့ဘူး။မဖြစ်မနေလှုပ်ဆောင်ရမယ့်အရေးကြီးဆုံးကိစ္စတစ်ခုဖြစ်လာပါပြီ။ ကဲကိုဘက်ကဘလို့ကားကွဲမလဲဆိုတာကိုမသွားခင်မှာရန်သူရဲ့နီးဗျူဟာကိုအရင်တီးထားဖို့လိုတော့ကိုဟက်ကာတွေကဖုန်းတွေကိုအပြစ်မထားတိုက်ခိုက်တဲ့အခါဘလို့နီလန်းတွေကိုအများဆုံးအသုံးပြုချတယ်လဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်လိုက်ရအောင်ဖိရှင်းဆိုတာကတော့ဟက်ကာတွေရဲ့လက်ဆွဲလိုလိုပါပဲ တို့ကဘဏ်ကနေပို့တယ်လို့လို့နာမည်ကြီးကုမ္ပဏီချို့ကနေပို့တယ်လို့လို့ယုံကြည်ရတဲ့ပုံစံမျိုးနဲ့ email sms ထားမမို့ social media ကနေ message တွေပို့တတ်ပါတယ်အဲ့ဒီထဲမှာပါတဲ့ link ကို sequence စာနဲ့နှိပ်လိုက်မိတာနဲ့တပြိုင်တည်းကိုယ့်ရဲ့ username password တွေတို့လက်ထဲရောက်သွားနိုင်တယ်လို့ဖုန်းထဲကို data ခိုးယူမဲ့ malware တွေအလိုလျောက် install ခဲ့သွားနိုင်ပါတယ် နောက်တစ်နေ့ကတော့ Android ရှိတဲ့ app တွေကနေတဆင့်ထည့်ခိုက်တာပါပုံမှန် app တခုလို့ဟန်ဆောင်ထားပေမယ့်တကယ်တမ်းမှာတော့ hack ကလည်းအထက်နောက်ဖိပေါက်ဖွင့်ပေးထားတဲ့ Trojan မြင်းတကောင်လိုပါပဲဒီ app ကို install လုပ်လိုက်တာနဲ့ hacker ကကို့ phone ထဲကအချက်အလက်တွေကိုခိုးယူနိုင်ုံတင်မကပဲ phone ကိုအဝေးကနေအပြေအဝထိန်းချုပ်သွားနိုင်တဲ့အထိအန်တီရှိပါတယ်ဒီချင်းချောင်းမှုကတော့နည်းနည်းလေးပို့ပြီးတော့ကိုရဲကိုတာစတယ်ဗျာဘာလို့လဲဆိုတော့ အပြင်ကမသိတဲ့ဟက်ကာတယောက်မဟုတ်ပဲကိုနဲ့တည့်ရတူတယောက်ယောက်ကကိုဖုန်းကိုခဏယူသုံးတဲ့အချိန်မှာ spy app တခုကိုရှိုးဝှက်ထည့်သွင်းသုံးနေလိုပါပဲအဲ့နောက်မှာတော့ကိုရဲ့ message တွေဖုန်းခေါ်ဆိုမှုတွေတီနီယာအချက်လက်တွေကိုကိုမသိပဲအဝေးကနေအကုန်ဆုံးကြည့်နေနိုင်ပါတယ်ဒါကတော့အစင်အမြင့်ဆုံးရဲ့အန်ရယ်ကြီးဆုံးတိုက်ခိုက်မှုပုံစံပါ software ကိုရေးတဲ့ developer တွေတောင်မတိသေးတဲ့မပြင်ရသေးတဲ့လုံခြုံရေးအားနှချက်တွေကို hacker တွေကအခွင့်ကောင်းယူပြီးတိုက်ခိုက်တာပါ နာမည်ကြီး Pegasus Spyware လို့မျိုးဆိုရင်သူဆွဲသူဘက်ကဘာလဲမှနှိမ့်စရာမလိုဘာ app မှ install လုပ်စရာမလိုပဲဖုန်းတွေကိုအလိုလျောက်ရောက်ရှိလာနိုင်တယ်ထိကြောက်စရာကောင်းပါတယ်ခဲဟက်ကာတွေရဲ့နီလန်တွေကိုတီးပြီးဆိုတော့အခုကိုယ့်ဘက်ကဘလို့ကားကွယ်မလဲဆိုတဲ့ဖြစ်ရှင်းနည်းတွေကိုကြည့်ကြရအောင်ဒီမှာတော့ဘယ်သူမှမစိုးလော်လော်ကူကူလိုက်လုံနိုင်တဲ့ယူရှင်ပြီးအင်မတန်ထိရောက်တဲ့၃လွာကာကွယ်ရေးအဆီဇင်တစ်ခုကိုမိတ်ဆက်ပေးပါမယ်။ဒီဆီဇင်ကရှင်းပါတယ် အလွာသွန်းလွာနဲ့ကာကွယ်မှုတိစောက်သွားမှာပါပထမအလွာကနေစဉ်လိုရမယ့်အခြေခံအကြောင်းဆုံးနဲ့အရေးကြီးဆုံးအလေးကျင့်တွေပါဒုတိယအလွာကတော့ဖုန်းနဲ့ကိုယ်ကောင်ရဲ့ဝင်းဘော်တွေကိုတော့ခတ်ခိုင်မအောင်လုပ်တာပါတတိယနဲ့နောက်ဆုံးလွာကတော့အွန်လိုင်းမှာကျင့်လေတဲ့အခါတတိရှိရှိနဲ့လုံခြုံအောင်ဘယ်လိုနေထိုင်မလဲဆိုတာပါပဲပထမအလွာကတော့လဲခူတဲ့အလေးအကျင့်လေးလေးပါဖုန်းကိုတရက်တစ်ခါဒါမှမဟုတ်နေ့ရက်တစ်ခါလောက် reset လုပ်ပေးပါ ဟက်ကာတွေရဲ့မဲဝဲတော်တော်များများဟာဖုန်းကိုအကြာကြီးဖွင့်တာမှဆက်ပြီးအလုံးလုံးနေတာမို့ reset လုပ်လိုက်တာကသူတို့ရဲ့အလုံးငန်းစဉ်ကိုဖျက်တောက်လိုက်တယ်လို့ပါပဲနောက်တစ်ခုက OS update တတိပေးချက်တွေ့ရင်ဘယ်တော့မှလီးလူမရှိပါနဲ့အဲ့ဒါတွေကလုံဆောင်ချက်အတစ်တွေထက်လုံခြုံရေးဆိုင်ရာအပြင်ဆင်မှုတွေဖြစ်တာကြောင့်ချက်ချင်း update လုပ်ပါပြီးတော့ကိုက developer တယောက်မဟုတ်ရင် developer မှုကိုအမြဲပိတ်ထားပါဒါက malware အတွက်နောက်ထပ်ဝင်ပေါက်တစ်ခုကိုပိတ်လိုက်တာပါပဲဒုတိယလွာကတော့အခိုင်အမာတတိုင်းကာရဏပါ ဖုန်းကိုအမြဲတမ်းခိုင်မာတဲ့ passcode pin ဒါမှမဟုတ် let boy မျက်နှာ ID နဲ့ log ချထားပါ passcode တော့မယ်ဆိုရင်123456လို့ကိုမွေးနေလိုမျိုးလွယ်လွယ်ခမိုင်းနိုင်တာရေရှောင်းပြီးအနည်းဆုံးစာလုံး၈လုံးသုံးပါဒါပြင်ကိုယ့်ရဲ့ iCloud Google အကောင့်ဒီမှာ two factor authentication လို့ခေါ်တဲ့ 2FA ကိုမဖြစ်မနေဖွင့်ထားပါဒါကကို passcode တစ်ခုတည်းနဲ့ဝင်လို့မရအောင်ဒုတိယဆင့်နဲ့ဒီဖြိုချက်တောင်းတဲ့အပေါ်လုံခြုံရေးအလွာတစ်ခုဖြစ်ပါတယ်တတိယလျှော့ကတော့ online ပေါ်ကအဖြစ်မှုတွေပါ App တွေကို Apple App Store နဲ့ Google Play Store လို့တရားဝင်နေရာတွေကနေပဲ download လုပ်ပါအပြင်ကမတိချတဲ့ APK file လို့ကို လုံးဝ install မလုပ်ပါနဲ့ဖုန်းကို jailbreak လုပ်တာ root လုပ်တာမျိုးကဖုန်းရဲ့မူလလုံခြုံရေးစနစ်ကြီးတစ်ခုလုံးကိုကိုယ့်ဘာသာကိုဖြိုချလိုက်တာနဲ့အတူတူပါလေလုံးဝမလုပ်သင့်ပါဘူး coffee sign လေးစလို့နေရာတွေကအများဆုံး wifi တွေကိုတုံးမဲ့ဆိုရင်တော့ VPN ကိုဖွင့်သုံးပါဒါမှကို data တွေကိုကြက်ဖြတ်ခိုးယူလို့မရအောင် လုံခြုံတဲ့ဥမင်လွန်ကောင်းတစ်ခုဖန်တီးပေးနိုင်မှာပါ အကူပြောခဲ့တဲ့အခြေခံကားွယ်မှုတွေပြင်ပိုပြီးအစစ်မြင့်တဲ့အကာအကွယ်လိုချင်သူတွေအထွတ်ဖုန်းတလုံးချင်းစီမှာပါတဲ့အထူးလုံခြုံရေးလုံဆောင်ချက်တွေကိုလည်းတည်ထားသင့်ပါတယ်။ iPhone အသုံးပြုသူတွေအသက် lockdown mode ဆိုတာပါလာပါတယ်။ဒါကအစစ်မြင့် spyware တွေပြစ်မှတ်ဖြစ်နိုင်တယ်လို့ယူဆရသူတွေအတွက်အထူးထုတ်ထားတာပါ။ဒီမော့ကဖွင့်လိုက်ရင်ဖုန်းရဲ့လုတ်ဆောင်ချက်တချို့ကန့်တက်လိုက်ပြီးဟက်ကာတွေတိုက်ခိုက်ဖို့အင်ပတန်ခက်ခဲသွားစေမှာပါ Android တိုးသူတွေတော့ Google Play Protect ဆိုတာရှိပါတယ် ဒါက Google Play Store ကနေ download လုပ်တဲ့ app မှန်သမျှကို NDR ရှိမရှိအလိုအလျောက်စစ်ဆေးပေးတဲ့ system မှာဒါကိုအမြဲဖွင့်ထားဖို့တရားအောင်စစ်ဆေးသင့်ပါတယ်။ကဲအခုဆိုရင်ကိုယ့်ရဲ့ digital ဘဝကိုကာကွယ်ဖို့အတွက်လက်တွေ့ကျတဲ့နီလန်ကောင်းများစွာကိုသိရှိသွားတော့ပါပြီ။အဓိကအချက်ကတော့ဒီလုံဂျုံရဲ့ Creeland မှာကိုတိုင်ကတက်ဒရစွာပါဝင်ဖို့ပါပဲ။ဒါကိုမြင်သတိရပါ။ digital လုံခြုံရေးဆိုလားတစ်ခါလုံးပြီးရင်အားလုံးပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူးနေ့စဉ်သွားတိုက်မြင်တာသက်သလိုမျိုးပါပဲဒီနေ့ပြောခဲ့တဲ့ရိုးရှင်းပြီးမဲ့အစွိုင်းထက်တဲ့အလေးအချင်းလေးတွေကိုနေ့စဉ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ပုံမှန်လုံးဆောင်သွားခြင်းအပြင်ချင်းကြလာတာနဲ့အမျှဟက်ကာတွေဖောက်ထွင်းမှုမလွယ်တဲ့ခိုင်မာတဲ့ digital ခန်းစည်တစ်ခုကိုတည်ဆောင်နေမှာပါဒီတော့ဒီရှင်းလင်းတင်ပြချက်ကိုဒီမေခွန်းလေးနဲ့အဆုံးသတ်ပါစေ။ကိုယ့်ရဲ့ digital ဘဝကိုပိုပြီးလုံခြုံအောင်လုပ်ဖို့အတွက် ဒီနေ့အခုချက်ချင်းပထမဆုံးအနေနဲ့ဘဲချက်ကိုစပြေကောင်းထင်ပါမလဲဖုန်းကို restart ချမလား OS update ဆင်မလားဒါမှမဟုတ် 2FA ဖွင့်မလားတခုခုကိုချက်ချင်းစလုပ်လိုက်ပါဒီချက်လက်တွေလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါဖုန်းအားခဏခဏသွင်းနေရလို့စိတ်ညစ်နေပြီလားတကယ်တော့လေပြဿနာက battery ကြောင့်ခြိပဲမဟုတ်ပါဘူးကိုယ်တော်မထီးပဲဖုန်းထဲမှာအလိုလိုအလုံးလုံးနေတဲ့ခွတ်ထတဲ့ setting တွေကြောင့်ပါ ကဲဒီနေ့မှာတော့အဲ့ဒီ setting တွေကိုပြင်ပြီးအားသွင်းရတဲ့အချင်းကြီးကိုတဝက်လောက်ထိဘယ်လို short ချမလဲဆိုတာကြည့်လိုက်ကြအောင်ဟုတ်တယ်မလားဒီမိခွန်းကအဖုန်းသုံးတဲ့သူတိုင်နေပါနေ့တိုင်းကြုံနေရတဲ့ပြဿနာကြီးပဲဒါပေမဲ့လေစိတ်မပူပါနဲ့အဖေကထင်ထားတာထက်အများကြီးပိုလွယ်ပါတယ်အဲ့ဒါပေါ့တကယ်တရားခံကဘက်ထရီမကောင်းတာမဟုတ်ဘူးကိုရီတတိတောင်မထားမိပဲနောက်ွယ်မှာသူပါတာသူအလုံးလုံးနေတဲ့အတုံးပေါ်ဝင်တဲ့ feature ကြီးကြောင့်ပါကဲ အဲ့ဒါတွေကဘာတွေလဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်ဟုတ်ပြီဒီနေ့မှာတော့ဘက်ထရီကိုတိတ်တိတ်လေးစားနေတဲ့အရာတွေကဘာတွေလဲဘာတွေကိုပိတ်ထားရမလဲနောက်ပြီးရှောင်ရမယ့်အာသွင်းနည်းတွေနဲ့ဘက်ထရီကိုဘယ်လိုကာကွယ်မလဲဆိုတာတွေကိုတစ်ခုချင်းစီပြောပြသွားပါမယ်ကဲပထမဆုံးအရင်နဲ့ကိုရီမသိလိုက်ပဲဘက်ထရီကိုတိတ်တိတ်လေးခိုးထုံးနေတဲ့ feature တွေကဘာတွေဖြစ်မလဲအကြည့်လိုက်ကြရအောင်စဉ်းစားကြည့်လေကိုရီဖုန်းကိုဒီတိုင်းချက်ထားတဲ့အချိန်မှာတော့နောက်ခွဲမှာမရက်မနအလိုလိုနေတဲ့အရာတွေရှိတယ်အဲ့ဒါတွေကဘက်ထရီကုန်စီတဲ့အထူးကတရားခံနေရာကတခုပေါ့ ဒီမှာကြည့် battery စားတဲ့ feature နှစ်ခုရှိတယ်တစ်ခုက Google ရဲ့ devices sharing နောက်တစ်ခုက phone မှာပါတဲ့ nearby device scanning သူတို့နှစ်ခုလုံးကအလိုလိုပုံချိန်ကဆင်တူပဲအနီးနားကပစ္စည်းတွေကို မလိုအပ်ဖက်အမြဲတမ်း scan ဖန်နေတာပိုဆိုတာက nearby device scanning က bluetooth ပိတ်ထားရင်တောင်းအလိုလိုနေတော့မယ်ဆိုတော့ battery အလကားမကုန်တော့ဒီနှစ်ခုလုံးကိုပိတ်ထားလိုက်တာအကောင်းဆုံးပါပဲနောက်တစ်ခုကတော့ ဒါလူတွေသိတတိမထားမိတဲ့ဘက်ထရီစားတဲ့ကောင်လေးတစ်ခုပဲကိုရီ print မထုံရင်တောင်းသူကအနားမှာ printer များရှိမလားဆိုပြီးအမြဲတမ်းလိုက်ရှာနေတာအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုမလို app ပဲအမြဲရှာနေတာက ဖုန်းကိုလည်းလဲစေတဲ့ဘက်ထရီကိုလည်းအပေါ်ကုန်းစေတာပေါ့ဒီတဝဲဘင်းကြားဖို့ကြံပါပါဒါကကိုရီဖုန်းကိုတနေ့ဘယ်လောက်သုံးတယ်ဘယ် app မှာအချိန်ဘယ်လောက်သုံးတယ်ဆိုတာတွေကိုမတန်းတင်ပေးတဲ့ feature တစ်ခုပေါ့သူ့ရဲ့ရွေချက်ကတော့ကောင်းပါတယ်ဒါမဲ့ အမှန်တကယ်တော့လူများစွာကအဲ့ဒီ report ကိုပြန်ဖွင့်ကြည့်လို့မရှိဘူးလေအဲ့တော့ဒီဖီချာကနောက်ကမှအလုပ်တော့လုံးနေတယ်ဒါပေမဲ့အတုံးမဝင်ပဲဖုန်းကိုလေဘက်ထရီကစားနေတဲ့ AR တစ်ခုဖြစ်နေရောနောက်ထပ်တစ်ခု app notification နေ notification တစ်ခု dang လို့မိလိုက်တိုင်း phone screen ကလင်းလာတယ်ဘက်ထရီထွန်းရပြီဆိုတော့ တကယ်အရေးကြီးတဲ့ WhatsApp တို့ Messenger တို့ app တွေကိုလည်းရင်ကျွန်တော်တို့အရေးမကြီးတဲ့ apps တွေ notification တွေကိုပိတ်ထားလိုက်တာကဘက်ထရီကိုအများကြီးခြွေထားရအောင်ပါပြီ။ဟုတ်ပြီဘက်ထရီကုန်စည်တဲ့တရားခံတွေကိုတိပြီးဆိုတော့အခုသူတို့ကိုဘလို့ပိတ်ရမလဲဆိုတာကိုအချက်၅ချက်နဲ့တစ်ချက်ကြည့်လိုက်ကြစို့။ကဲဒီမှာတော့ပိတ်ထားရမယ့်အချက်တွေကို အတွေ့ချုပ်ပြန်ပြထားတယ်။ဒီအဆင့်၅ဆင့်ကိုသာလိုက်လို့ကြည့်လိုက်။ဖုန်းရဲ့ဘက်ထရီသုံးဆွဲမှုကတိတိတတ်တတ်ကြီးကိုကွာသွားတာတွေ့ရမှာပါ။ ဖုန်းဆက်တင်တဲ့ဖြင်းတာအဖြစ်နောက်ထပ်အရေးကြီးတာထုတ်ရှိသေးတယ်။အဲ့ဒါကတော့နေ့စဉ်အားသွင်းတဲ့အကျင့်တွေပဲ။ဒီအကျင့်တွေကလည်းပရိသတ်တန်းကိုအများကြီးတက်ရောက်မှုရှိတယ်လေ။ကဲလူအများစု မားလေရှိတဲ့အချက်လေးတွေကိုကြည့်အောင်။အဓိကရှောင်ရမှာနှစ်ချက်ပဲ။တကဖုန်းကိုတညာလုံးအားသွင်းပြီးတရရရိုင်နှုန်းပေးနေတာကိုအချာကြီးထားခဲ့တာ။နှစ်ကတော့ Bluetooth ကိုအတုံးမလို့ပဲအမြဲတမ်းဖြန့်ထားတာပေါ့။ဒီအကျင့်တွေကဘက်ထရီကိုတထေးဖေးချင်းပျက်စီးစေပါတယ်။ ဒါပေမဲ့တရင်ကောင်းတစ်ခုရှိရဲ့ဖုံထုံးလုတ်တဲ့သူတွေကဒီပြဿနာအတွက်ရှင်းရှင်းချက်တစ်ခုကိုဖုံထဲမှာတင်ထည့်ပစ်ထားပြီးသားပါအဲ့ဒါကတော့ battery protection ဆိုတဲ့ feature ပါပဲသူရအဓိကလို့ကအားပြည့်သွားလဲလဲ set twin ထားလို့ battery ကိုထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးဖို့ပါပဲသူအလုံးလုံးပုံကအရင်ရှင်းတယ်အားတရာရာဂိုင်းတော့ပြေးတာနဲ့အားသွင်းတာကိုအလိုလိုရပ်လိုက်တယ်ပြီးတော့65ရာဂိုင်းတော့ကိုပြန်ကြားတော့မှအားပြန်သွင်းပြေးတယ် ဒီနေ့နဲ့ဘက်ထရီကတရားရခိုင်တော့မှအကြိုက်မနေတော့ဘူးပေါ့အဲ့ဒီတော့ညာဘက်အိဘီဆိုဖုန်းကိုအာတင်ချိုးထိုးပြီးအိတ်တက်တဲ့အချင်းရှိတဲ့တူတွေတဲ့ဆိုရင်တော့ဒီ feature ကတကယ်ကိုမရှိမဖြစ်ပဲဒါလေးကိုဖွင့်ထားဖို့လုံးဝအကြံပေးချင်ပါတယ်ဟုတ်ပြီအခုပြောကြတဲ့အပြောင်းအလဲလေးတွေအကုန်လုံးလွတ်ပြီးပြီဆိုရင်တော့ဘယ်လိုအကျိုးကျေးဇူးတွေရလာမလဲကြည့်လိုက်ကြရအောင်ကျလာမယ့်အထက်ကအကျိုးကျေးဇူးကနှစ်ခုတောင်တစ်ခုကဖုန်းကပုံမြန်လာမယ်နောက်တစ်ခုကတော့ဘက်ထရီကအရင်ကထက်အများကြီးအများကြီးပိုခန့်လာမှာပါ မလောက်တော့လဲဆိုရင်နဆလောက်အထိပိုခန့်လာနိုင်ပါတယ်ဆိုလိုတာကအရင်ကတစ်နှစ်နှစ်ခေါက်လောက်အားသွင်းနေရတယ်ဆိုရင် အခုတစ်ခါပဲလိုလို့မဲ့တော့ပေါ့ဒါကအာသွင်းဖို့အချိန်ကွန်တာတက်တာသွားစီုံတင်မဟုတ်ဘူးနော်အာသွင်းချိုးတွေပါဝါဘန်ကင်မဲနဲ့တဲသွားနေရတဲ့ဒုက္ခကနေကင်းဝေးသွားပြီးနေစဉ်ဘဝကိုပိုပြီးလွတ်လပ်ပေါ်ပါစင်မှာပါကဲဒီနေ့ဖြောပြထည့်တဲ့ရုပ်ရှင်နဲ့နီလန်းလီတယ်နဲ့ဘက်ထရီတက်တန်းကိုနှစ်ဆလောက်ထိပိုကောင်းအောင်လုံလိုက်ပြီဆိုတော့ဖုန်းရဲ့စွမ်းဆောင်ရည်ကိုမြင့်နေပေးနိုင်မဲ့တခြားလောနီလန်းကောင်းနေထက်ရှိနေုံလား ဒါကတော့ဆက်ပြီးစဉ်းစားစရာတစ်ခုပါပဲအခုလို့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်